AI နည်းပညာတိုးတက်နေတဲ့ခေတ်ကြီးမှာအလုံးလျှောက်တော့မယ်ဆိုလို့ရှိရင်ဒီလို CV form အလံလေးတွေနဲ့လုံတက်ကြပြီလားဒီလို CV form အလံလေးတွေနဲ့လုံပြီးတော့ကိုယ်တိုင်ကိုယ့်ရဲ့ရှာသူကိုယ့်ရဲ့အသက်ကိုယ့်ရဲ့ဓာတ်ပုံနဲ့ကိုယ့်ရဲ့ experience တွေအကုန်လုံးကိုကိုယ်ကိုယ်တိုင်စီစစ်ပြီးတော့ဒီဇိုင်းပုံစံအမျိုးမျိုးလေးတွေရွေးချယ်ပြီးတော့အလုံးလျှောက်လို့ရတဲ့ CV form လို့ရဲ့နည်းလေးတွေကိုဒီဗီဒီယိုလေးမှာမျှဝေပေးပါမယ်ကိုယ်တိုင်စိတ်တိုင်းကြ CV form လေးတွေလုံဖို့ဆိုလို့ရှိရင် Play Store ထဲကိုအရင်ဆုံးဝင်လိုက်ပါ Play Store ထဲရောက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးကဒီနားလေးကဆက်ပါလေးမှာကျွန်တော်တို့ကနေပြီးတော့ canva ဆိုပြီးတော့တစ်ချက်ရိုက်လိုက်ပါ canva ဆိုပြီးတော့ canva ဆိုပြီးတော့တစ်ချက်ရိုက်ပြီးလို့ရှိရင်ဒီက server လေးကိုတစ်ချက်ရှာပြီးလိုက်ပါရှာပြီးဆိုလို့ရှိရင်ဒီမှာဒီမှာကျွန်တော်မြားလေးပြပေးထားတယ်ပေါ့နော်အဲ့နေရာလေးတော့တစ်ချက်ဝင်ပေးပါဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ချက် install မောင်းပေးပါ ခုတော့တော့သူကမြန်နေပေါ့နော်ဒါဆိုရင် install တစ်ချက်ဆွဲလို့ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ open net ကိုတစ်ချက်ဝင်ပေးရမယ်ဒီနားလေးမှာကျွန်တော်တို့ကပြောစရာတခုတော့ရှိရပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ကသူ့ကို Google တို့မဟုတ် Facebook နဲ့ကျွန်တော်တို့ချိတ်ဆက်ပေးရပေါ့နော်အဲ့တော့ကျွန်တော်အကြံပေးချင်တာလူတိုင်းလူတိုင်းမှာကျတော့ Gmail ရှိမယ်ပေါ့နော်ရှိမယ်ဆိုလို့ရှိရင် Google နဲ့ကျွန်တော်ကချိတ်ဆက်ချင်တယ်အဲ့တော့ Facebook ကျတော့ကျွန်တော်တို့ VPN ခံရတာမျိုးရှိတဲ့ခါကျတော့အဆင်မပြေတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က Google နဲ့တစ်ချက်ချိတ်ဆက်ပေးလိုက်ပါ ပြီးလို့ရှိရင်ကိုယ့်ရဲ့ Gmail account တစ်ခုနဲ့ရွေးချယ်ပေးပါ။ဒါကကူးရတာအရန်လဲမြန်တယ်ပေါ့နော်။အရန်လဲအဆင်ပြေတယ် Swift Formula ဆိုရင်။ဒါဆိုဒီလိုမျိုးလေးပေါ်လာလိမ့်မယ်ပေါ့နော်။ ီလိုမျိုးလေးပေါ့တချို့ကြတော့လေအဲ့နာလေးမှာကြော်ညာလေးတစ်ခုခုကြီးတစ်ခုတစ်ခုဝင်လာနိုင်တယ်ပေါ့နော်ဝင်တဲ့အချိန်မှာကျွန်တော်တို့ကစကစ်ကိုလာနှိပ်ပြီးတော့ကြော်ပြီးပေါ့နော်ဒါကကျွန်တော်ကအဒုတိယတစ်ခေါက်ဒီ application ကိုဒါမီပြန်ပြပေးရပါဘောနော်ပထမတစ်ခေါက်ကျွန်တော်လုပ်တော့အဆိုလို့ရှိရင်ကြော်ညာလေးဝင်တယ်ကျွန်တော်တို့ကစကစ်နဲ့ကြော်ကြော်ပြီးသွားပြရပါဘောနော်အဲ့တော့ဒီနာလေးကအပေါ်ဆုံးကဆက်ပါလေးမှာကျွန်တော်တို့ကနေပြီးတော့တစ်ချက်ပေါ့နော်ကိုယ့်ရဲ့ CV form ပြည့်ပြင်မှုအတွက်ကျွန်တော်တို့က CV form လေးတွေကိုအရင်ဆုံးကျွန်တော်တို့ကဒီနာလေးမှာရှာပေးရမယ်ဘောနော်ဒီဆက်ပါလေးမှာအဲ့တော့ကျွန်တော်တို့ကဒီနာလေးမှာ IE S U N E ် reason ဆိုပြီးတစ်ချက်ရှိုက်ပေးလိုက်ပါเนาะ reason ဆိုပြီးရိုက်ပြီးတော့ set bar လေးကိုကျွန်တော်တစ်ချက်ရှာပေးလိုက်ပါဒါဆိုရင် CV form နေအများကြီးကြာလိုက်ပါเนาะဒါဆိုလို့ရှိရင် CV form နေဒီဇိုင်းပုံစံအလန်းလေးနေ CV form အမျိုးမျိုးကြာလိုက်ပါเนาะအဲ့တော့အဲ့လို CV form အများကြီးကြာလိုက်ရတဲ့ထဲမှာကျွန်တော်တခုပြောစရာရှိတာ CV form ရဲ့ဒီဘက်အောက်မှာပေါ့နော် pro ဆိုတဲ့ CV form ကကျွန်တော်တို့ပတ်စံနေအခကျင်းငွေနဲ့ပေးဝယ်ပြီးကျွန်တော်တို့က CV form ကိုယူရတဲ့ ဟိုနော်ကျွန်တော်တို့ free သုံးရတဲ့ဟာတွေရှိရေပေါ့နော်ဒီမှာကျွန်တော်မြားလေးပြပြထားတာဒါက free တွေပေါ့နော်ဒါလေးတွေက free လေးတွေပေါ့နော်ဒါ free လေးတွေလည်းကျွန်တော်တို့သုံးလို့ရအဲ့တော့ကိုကကိုအလုံးလျှောက်တတ်မယ်ဆိုရင်ကိုရဲ့ cfound ကိုကျွန်တော်တို့ကအရင်တော့ကလို cfound ပေါ့နော်ဖြောင်ကြီးလုပ်မယ်အစားဒီလိုမျိုးလေးတွေပေါ့နော် cfound လေးတွေကိုကိုကနေပြီးတော့ကိုနာမည်လေးတွေကိုရဲ့မွေးတက်ကတက်ကလေးပြီးရင်ကိုရဲ့ပြောမယ်ဆိုရင်လုပ်ငန်းအတွေ့အကြုံတွေကိုရဲ့အတန်းပညာအတတ်ပညာလေးတွေပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ပြောင်းပြီးတော့ဒါလုပ်လို့ရှိရင် cfound လေးကဒီလို AI ခက်ကြီးတဲ့မှာ ်နှောင်းကအစမ်းလေးရင်းအလန်းလေးရဖြစ်စီနေပေါ့နော်အဲ့တော့ဒီမှာ free video ကြီးလည်းအများကြီးရှိအောက်မှာတော့ pro တွေကြီးပဲဆိုတော့ကျွန်တော်က free video ဟာလေးနဲ့ဟိုပုံမှန်ကျွန်တော်တို့ပေါ့နော် made to ဆိုင်မှာဝယ်တဲ့ c found တဲ့ဆာလို့ရှိရင်နည်းနည်းလေးတော့ stand နဲ့ရှိရပေါ့နော်အဲ့တော့ကျွန်တော်ကနေပြောအပေါ်က C found တခုကိုကျွန်တော်ကနေရွေးပေးမယ်ပေါ့နော်ဒီတည်းက CV found တခုပေါ့နော်ကျွန်တော်နမူနာရိုက်ပြီးတော့ free period C found တခုကိုကျွန်တော်နမူနာရိုက်ပြလိုက်မယ် pro တော့မရိုက်ပြတော့အဲ့တော့ C found တခုကိုကျွန်တော်တစ်ချက်လက်နှိပ်လိုက်ပြီးတော့ဝင်လိုက်တယ်ပေါ့နော် ဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြချင်တာလက်ကလေးနဲ့နည်းလေးဆွဲပြီးတော့ချိန်လိုက်ပါတော့ပြီးကိုယ့်ရဲ့ဒီပြောမယ်ဆိုရင် information ကိုကျွန်တော်အရင်စပြီးရိုက်မှာပေါ့နော်ကျွန်တော်တို့ C-Pharma ဆိုရင်ဖုန်းနံပါတ်ကိုစရိုက်မယ်ဆိုအဲဖုန်းနံပါတ်နေရာကိုကျွန်တော်တို့တစ်ချက်လက်ကလေးထောက်ပြီးလိုက်ထောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကအဲ့09ရဲ့နောက်ကလေးမှာအဲအဲ့နေရာလေးကိုတစ်ချက်လက်ကလေးထောက်လိုက်တာနဲ့သူကဒီလိုမျိုးလေးဝင်သွားလိမ့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဖြတ်ပြီးလိုက်ဖြတ်ပြီးလို့ရှိရင်ကျွန်တော်တို့ကမြန်မာနိုင်ငံဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်မြန်မာနိုင်ငံဆိုမြန်မာနိုင်ငံပေါ့ထိုင်းဆိုထိုင်းပေါ့ +9 59ပေါ့95 ဒါကိုယ့်ရဲ့ဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်ပြီးလို့ရှိရင်နောက်ဟာကိုကျွန်တော်တို့ကဒီမှာပေါ့ကိုယ့်ရဲ့ဒီမေးလ်လေးပေါ့နော်ကိုယ့်ရဲ့ Gmail ကိုယ့်ရဲ့ Gmail ဆိုလဲကိုယ့်ရဲ့ Gmail လေးပေါ့ပြီးရင်ဒါကိုယ့်ရဲ့အင်္ဂလိပ်စာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အင်္ဂလိပ်စာပေါ့နော်ကိုယ့်ရဲ့အင်္ဂလိပ်စာတီနီယာကိုကျွန်တော်တို့ကနေပြီးတော့ဒီနာဒီမှာတစ်ချက်ရိုက်လိုက်ပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့အင်္ဂလိပ်စာလည်းကျွန်တော်တို့ထည့်ပြီးပေါ့နော်အင်္ဂလိပ်စာလည်းကျွန်တော်တို့ထည့်ပြီးပြီဆိုရင်ကိုယ့်ရဲ့ပြောမှတ်ဆိုလို့ရှိရင်ဒီထဲမှာရှိနေတဲ့ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံတွေ profile တွေကိုယ့်ရဲ့ experience တွေပြီးလို့ရှိရင်တခြားသောဟာအကုန်လုံးလည်းအဲ့လိုလင်းတက်ကလေးထောက်ပြီးကျွန်တော်တို့ကရိုက်ရိုက်ပြင်လို့ရရပါတော့ကျွန်တော်ရဲ့ထပ်ပုံကျွန်တော်အရင်ဆုံးပြင်ပါမယ်ကျွန်တော်ထပ်ပုံပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာ replace ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက် replace ဆိုတာကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ဖုန်း gallery တွေကဓာတ်ပုံလေးတစ်ပုံကျွန်တော်ရွှေ့ပေးလိုက်ပါတော့ကျွန်တော် CV form ဆိုတော့ကျွန်တော်စီမှာအနည်းဆက်ဆုံးရှိနေတဲ့ဓာတ်ပုံတစ်ပုံကိုကျွန်တော်ရွှေ့ပေးလိုက်တယ်ပေါ့နော် ဒါဆိုကျွန်တော်ထပ်ပုံလေးဖြစ်သွားပြီပေါ့နော်ကျွန်တော်ထပ်ပုံလေးဖြစ်ပြီးတော့ဒီနားလေးမှာရှိနေရပေါ့နော်ပြောမယ်ဆိုရင် education ပညာအရေးချင်းနေ working experience နေ profile နေအဲ့ဒီအကုန်လုံးကိုလေကျွန်တော်တို့ကကိုယ့်ရဲ့စိတ်ကြိုက်ပေါ့နော်ကိုယ့်ရဲ့ကိုစာစီထားတဲ့အင်္ဂလိပ်စာဝါဟာတွေရှိရင်ဝါဟာတွေကိုကအဲ့လိုလက်ကလေးထောက်ပြီးကျွန်တော်ရိုက်ရေးလိုက်ရုံနဲ့ကျွန်တော်တို့ရတယ်အဆင်ပြေတယ်ပေါ့နော်အရန်လဲမိုက်တယ်ပေါ့နော်အဲ့တော့ဒါ free ပေးတာဖြစ်တယ်ပေါ့နော်အဲ့ဒီနားဒီမှာကျွန်တော်တို့ကပေါ့နော်နိုင်ငံသားဘာသာမကျွမ်းကျင်ဘူးဆိုလို့ရှိရင်မြန်မာလိုရိုက်ချင်လို့ရှိရင်လည်းရတယ်အဲ့စာကိုကျွန်တော်တို့ကနေပြီးတော့ဒီမှာတစ်ချက် ဲ့ဒီအကုန်လုံးကျွန်တော်တို့ကနေပြီးတော့ဒီလိုမျိုးเนาะဘက်နဲ့ပြန်ပြီးတော့သူကြီးနောက်ခလုတ်လေးနဲ့ဖြတ်ပြီးတော့ကျွန်တော်တို့မြန်မာလိုရိုက်လို့လည်းရတယ်အင်္ဂလိပ်လိုရိုက်ရိုက်လို့လည်းရဒီမှာကြီးဒါမြန်မာဖောင်းပေါ့เนาะကျွန်တော်မရိုက်ပြတော့ဘူးเนาะအဲ့တော့ DCCV form ပြီးလို့ရှိရင်ကျွန်တော်ထုတ်ပြမှာဖြစ်တော့ကြောင်းမြန်မာစာကျွန်တော်မရိုက်တော့ဘူးမရိုက်တော့ဘဲနဲ့ကိုကဒီလိုမျိုးကိုယ့်ရဲ့ data အချက်လက်တွေစုံပြီးကိုယ့်ရဲ့ဓာတ်ပုံတွေကိုယ့်ရဲ့ information တွေပြီးတော့ကိုယ့်ရဲ့ working experience တွေအကုန်လုံးကိုကျွန်တော်ရေးပြီးရိုက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က free ရတဲ့ DCCV form လေးကိုကျွန်တော်တို့ကဒီမှာရှိရမြားလေးရှိရပေါ့နော်အဲ့မြားလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်ပါ ညာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်သူကနေပြီးတော့ save image ဆိုပြီးတော့သူကပြရပေါ့နော် save image ဆိုတာ save ပေးနေပြီပေါ့နော်ဒါ save ပေးနေပြီကိုယ့်ရဲ့ဖုန်းကလေးတွေကိုသူက auto save ပေးနေပြီပေါ့နော်ကိုယ့်ရဲ့ဖုန်းကလေးတွေကိုရောက်သွားပြီဆိုလို့ရှိရင် online ကနေပြီးတော့ကျွန်တော်တို့ကအလုပ်ပဲရှောက်ရှောက်ဒါမှမဟုတ်လို့ရှိရင်အပြင်မှာကျွန်တော်တို့အလုပ်သွားရှောက်ချင်တယ်ဆိုလို့ရှိရင်လေ DCV font လေးကိုကျွန်တော်တို့ကနေပြီးတော့မိတူဆိုင်မှာကျွန်တော်တို့က print ထုတ်ပြီးတော့ပေါ့နော် color print ပဲဖြစ်ဖြစ် yellow print ပဲဖြစ်ဖြစ်ဖုန်းနဲ့ချိတ်ဆက်ပြီးထုတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်အလုပ်လျှောက်လို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကလေးမှာတစ်ချက်ပြပြပြီးမယ်နော် ခရိုင်မာတီ CV ဖောင်လေးရရောက်လာပါပြီဒါဆိုလို့ရှိရင် ကျွန်တော်အွန်လိုင်းကနေအလုပ်လျှောက်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော်တို့ Make to Sign မှာတွားပြီးတော့ကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့ Make to Sign မှာတွားပြီးတော့ print သွားထုတ်လို့လည်းရပဲပေါ့နော်အဲ့တော့ဒီကိုယ့်ရဲ့ဒီ CV ဖောင်နှစ်လလေးတွေလောက်ချင်တဲ့ဆိုဒီနေ့တိုင်းပဲလုံးလို့ရရဲဆိုတော့ကျွန်တော်အကြံပေးခြင်းဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ